အာလုံးကိုစင်ကြာချမ်းမှချမ်းသာကြ၍ဘေးကင်းကာရေးကြံကြပါစေလို့ဆုတောင်းပေးပါတယ်။ဘုန်းကြီးဒီနေ့မှာတော့ဘဝရဲ့အဆောင်နဲ့ဘဝအဆုံးဒီကြားထဲမှာပြည့်ပြည့်တဲ့ຢာရင်းနဲ့ပတ်သက်ပြီးဟောပြခြင်းပါလေ။ပြိတ္တန်နေနေပြီးတော့အစဉ်အတိုင်းကြီးထွားလာလိုက်တာ။ကိုရရတယ်နောက်ဆုံးတော့နာရရတယ် နောက်ဆုံးတော့သိသွားရတာပဲအဲ့ဒါဘဝတစ်ခုပဲအချိန်တစ်ခုနဲ့ကန့်သက်ထားသောဘဝတစ်ခုအဲ့တော့ကိုယ့်ဘဝဟာကန့်သက်ချက်ရှိတယ်ကန့်သက်ချက်နဲ့နေနေတာဖြစ်တဲ့အတွက်ကြောင့်ကောင်းတာများများစုနိုင်ဖို့အရေးကြီးတယ်စိတ်လည်းပဲဖြူနေဖို့နှုတ်လည်းပဲအကုသို့ကင်းစင်ဖို့ကာယကအပြည့်လည်းအကုသို့ကင်းစင်ဖို့ဆိုတာကိုယ့်ဘဝအတွက် အရေးကြီးဆုံးပဲကြံတော့မင်းမင်းနဲ့ပတ်သက်ရပတ်သက်ကြောင်းဘသူတွေနဲ့ပဲပတ်သက်နေရပါစေဒီမင်းနဲ့တွေ့တဲ့အချိန်ဒီချင်းတရားကိုရင်ဆိုင်ရတဲ့အချိန်မှာကိုတယောက်တည်းပါပဲအဲ့ဒီချင်းတရားနဲ့ရင်ဆိုင်ရတဲ့အချိန်မှာကိုကုန်အပင်မကြောက်သမဟုတ်အေးချမ်းစွာဖြင့်ဒီဆုံးနိုင်အောင်အဲ့ဒီလိုမျိုးကို ချမ်းသောပြင်ပအရာတွေကအထောက်ပံ့အကူအညီမရနိုင်ဘူးကိုကိုတိုင်ရဲ့နှလုံးသွင်းတယ်ကိုကိုတိုင်ရဲ့စိတ်ကိုယ့်ရဲ့စိတ်ကကုသိုလ်စိတ်အမြဲဖြစ်နေဖို့လို့ဘုန်းကြီးအမြဲတမ်းပြောရတာအမြဲတမ်းအရေးကြီးတယ်ဒီဘဝလေးကန့်သက်ချက်နဲ့နေနေတယ်ဘဝလေးတစ်ခုတည်းမှာစိတ်ညစ်လိုက်ရစိတ်အလိုမကျဖြစ်လိုက်ရပျော်မယ်လေးပဲကြံသေးတယ်အဲ့ဒီအပျော်တည်းမှာစိတ်အနှောက်အယှက်ဖြစ်စရာနဲ့ရောနေလိုက် စိတ်အခမ်းမတင်တာတွေကြုံလိုက်ရစိတ်ဆိုးလိုက်ရမုန်းလိုက်ရညှိုးလိုက်ရတေးလိုက်ရဘဝကနောက်ဆုံးတော့လည်းပြန်တွက်ခြင်းအဲ့ဒီလောင်စရာတွေနဲ့ပဲပြည့်နေလားလောင်စရာတွေနဲ့ပြည့်နေတာကိုဩလောင်စရာတွေနဲ့ပဲပြည့်နေတာပါလားလို့သိတာကိုကကိုအတွက်အမြတ်ပဲတချို့ပဲဒီလိုမသိလို့ကိုအကန့်အသတ်ကလေးနဲ့နေရတဲ့ဘဝထဲမှာမှားကြတာမိုက်ကြတာ အတော့တည်ခြင်းတရားဆိုတာ မလွဲမသွေရောက်လာနိုင်မယ်တည်ခြင်းတရားနဲ့ရင်ဆိုင်ရတဲ့အချိန်မှာသက်လွန်ကောင်းပြီးသားဖြစ်နေဖို့လိုတယ်တည်ခြင်းတရားနဲ့ရင်ဆိုင်တဲ့အချိန်မှာရိတ်ခါပြည့်ပြီးသားဖြစ်နေဖို့လိုတယ်ကိုယ်ဘာတွေပဲဖြစ်နေဖြစ်နေဘလို့ဘဝကြီးပဲပိုင်ဆိုင်ထားပိုင်ဆိုင်ထားဘလောက်များပြားလာတဲ့စီစဉ်တွေပဲပိုင်ဆိုင်ထားပိုင်ဆိုင်ထားဘလောက်ညံ့တဲ့နေရာမှာပဲရောက်နေရောက်နေ နောက်ဆုံးတော့လေပုံဆွေးသွားတဲ့ဘဝနဲ့အဆုံးသတ်ရတာပဲအားလုံးကိုထားခဲ့ပြီးတော့ထွက်သွားရတာပဲအဲ့တော့ဒီဘဝမှာပတ်သက်ရပတ်သက်ချောင်းလေးအကုန်လုံးကိုထားခဲ့ရတယ်သာသမီအရင်ဆွေမျိုးအရင်အားလုံးဘယ်သူမှကိုနောက်ကိုလိုက်မလာဘူးဒီအမှန်တရားကြီးကိုသိနေပါရဲ့နဲ့အတိအကျအောင်ဆောင်ပြီးတော့မိုင်းနေကြတာပဲကိုနောက်ကိုအားလုံးပဲ တေတဲ့တွေပါလာလိမ့်ညုံညုံနဲ့မိုင်းနေကြတာပဲအဲ့တော့ဘဝဆိုတာကန့်တတ်ချက်အချိန်လေးနဲ့နေရတဲ့အရာတစ်ခုပါဒီလိုဘဝလေးရထားတော့မှကိုယ့်အတွက်အမျက်ရနိုင်မဲ့အရာတွေလောကုတ္တရာတမလွန်ဒီလိုအရာတွေအတွက်အမျက်ရနိုင်မဲ့အရာတွေကိုသာအာယုံဆိုင်ပါလောကီဓမ္မနေတဲ့အတွက်ကြောင့်လောကဝတ်ဆိုတာရှိတယ် လောကဝတ္တရားတွေကိုခြေပြောင်းစွာလုပ်ရင်လည်းကုသိုလ်ဖြစ်ကုသိုလ်စိတ်နဲ့နေပါဝတ္တရားကိုခြေမစွာထမ်းဆောင်ရင်းဖြစ်တော်လကောသမထဝိပဿနာဆိုတဲ့စိတ်ကိုငြိမ်းရေးစေတဲ့စိတ်ကိုဖြူစင်စေတဲ့အကျင့်တရားတွေကိုကျင့်ရင်းဖြစ်တော်လကောကိုကိုကိုကဲတင်ပါလို့ဘုန်းကြီးအားလုံးကိုမှာခြင်းလေဘာနဲ့ပဲကြုံကြုံဘလို့နေထားမှပဲရောက်ရောက်တည်ဆုံးခြင်းနဲ့အဆုံးသတ်တယ်ဒါကြောင့်ဆိုတာလည်းပဲ လည်းပဲဂျုံရမှာပဲဘာတွေပဲဂျုံဂျုံကုသိုလ်တော့ပါသွားပါစေအားလုံးကဘာသူကဘာသာပေါင်းအချင်းနေစိုးတွေကနေပြီးတော့ကုသိုလ်စိတ်နဲ့လွတ်မြောက်အောင်ရုံထွန်းနိုင်ပါစေအေးလေအေးချမ်းကြပါစေ